တော့ကတော့မဲဆိုခဲ့ကြတယ်နော်2020ရွေးကောက်ပွဲနန်းဒီရဲ့အချိန်မှာတချင်းဆိုခဲ့တဲ့အဆိုတော်ကြီးရှိသေးတယ်အဲ့ပါတီတစ်ခုတည်းအမ်ဘလေးယူနီဖောင်းကြီးဝတ်ပြီးတော့ခါတိုင်းအနီအောင်တောက်တောက်ကြီးဝတ်ပြီးတော့ပါတီတစ်ခုတည်းအားအပါဒရန်နီဒီဝိုင်းဒီတချင်းဆိုခဲ့ကြတယ်အဲ့အုပ်စုတွေလည်းရှိသေးတယ်ခုံဦးစီထဏပြန်ဆိုင်ပြီးတော့မလုပ်ဘူးရှင်းရှင်းလေးဟဲ့ဒီနေ့မှအဲ့ကောင်ဘယ်ကောင်ဘယ်လိုကြောင်ကြောင်ဘယ်လိုကြီးလဲလာသားကြည့်လာအခုကောက်ကြိုက်တော့အခုကောက်အခုကြိုက်ပြန်အခုကောက်ပါလေအခုအင်းကုန်းမင်းကုန်းရေကုန်းမီးကုန်းမြေကုန်းအခုကောက်အခုကောက်ကောက်ပါကောက်ပါလေပြီးအဲ့ဒီကောင်တွေစောင့်ကြည့်ဒီကောင်တွေကြောင်ရရပြီဆိုရင်ဟုတ်တယ်ကောင်ကြောင်ရကောင်ဒီပါကြောင်ရလိုက်ကော့ ခေါ်လိုက်တော့အခုခေါ်အောင်အဲ့လိုကြက်ပြရမှာလိုက်ကြက်ပြရမှာကြက်ပြရမှာပြီးတော့ရှေ့ရောသူလုတ်ခဲ့အမှုနောက်တစ်အမှုတမှုပေါ်တော့ချက်ချင်းတန်ထောင်းထားပဲအောင်တော့အဲ့လိုပြရမှာပါသွားပြီထပ်ပြီးတော့ညှိကုန်ပြီထပ်ပြီးတော့ညှိကုန်တော့ဘယ်လိုပြပါကုန်လဲဆိုတော့ နိုင်ငံတော်အစိုးရအနေနဲ့2025ခုနှစ်ဒီဇင်ဘာလ28ရက်နေ့မှာပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအားအောင်မြင်စွာကျင်းပနိုင်ရေးဆောင်ရွက်လျက်ရှိရာရွေးကောက်ပွဲပေါ်နီးလန်းမျိုးစုံဖြင့်နှောက်ယှက်ဟန်တားနိုင်မဲ့အခြေအနေမှကာကွယ်တားဆီးနိုင်ဖို့2025ခုနှစ်ဇန်နဝါရီလ29ရက်နေ့မှာပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကိုနှောက်ယှက်ဟန်တားဖျက်ဆီးခြင်းမှကာကွယ်ပေးရေးဥပဒေပြဋ္ဌာန်းခဲ့ပြီးဥပဒေလိုက်နာမှုမရှိသူများအားထိတိယယောက်ရေးယူဆောင်ရွက်လျက်ရှိပါသည်။ အဲဒီလိုဆောင်ရွက်လျက်ရှိရာ2025ခုနှစ်အောက်တိုဘာလ29ရက်နေ့မှာခေတ်သမိုင်းကိုတုံဆိုင်မိသူများရွေးကောက်ပွဲအသိပညာပေးဇလန်းနဲ့ဇလန်းမှာပါဝင်သရုပ်ဆောင်ခဲ့တဲ့အမှုပညာရှင်များအားပြည်ပရောက်အကျန်းဖက်အဖွဲ့အစည်းအားပေးထောက်ခံသူများနဲ့တရားခံပြေးများမှလူမှုကွန်ရက်ဆောင်ရွက်နာမှာတဆင့်မဟုတ်မမှန်ဝေဖန်ရေးသားတဲ့ပေါ်ထောက်ခံခဲ့ကြတဲ့ဒရိုက်တာတက်လွင်ခေါ်ဇဘူးထွန်းတက်လွင်နဲ့ဒရိုက်တာအောင်ချမ်းလူခေါ်အေးချမ်းအောင်တို့အား၎င်းတို့ရဲ့နေအိမ်အသေးသေးမှဖမ်းဆီးရမိခဲ့ပါတယ်။ န်စီရမည်သူများအားစီစစ်ဖော်ထုတ်ချက်အရ၎င်းတို့ဟာဖွဲ့စည်းပုံအခြေခံဥပဒေ2008ခုနှစ်နဲ့အညီတမရော်မှနိုင်ငံတော်တာဝန်ထမ်းဆောင်နေတဲ့ပုံထောက်ခံမှုမရှိခဲ့တဲ့အပြင်မကြာမီကျင်းပဖို့ရှိတဲ့ပါတီစုံဒီမိုကရေစီထွေထွေရေကောက်ပွဲအောင်မြင်စေဖို့အတွက်လည်း၎င်းတို့တက်ကြွတဲ့အနုပညာကန်တာမှပူးပေါင်းပါဝင်ခြင်းမရှိခဲ့ကြောင်း ဒါအပြင်ရွေးကောက်ပွဲအောင်မြင်စေဖို့အတွက်တက်တက်အားပါဝင်ဆောင်ရွက်နေတဲ့အမှုပညာရှင်များအားပြည်ပရောက်အကျန်းဖက်အဖွဲ့အစည်းထောက်ခံသူများနဲ့တရားခံပြည်များမှလူမှုကွန်ရက်ဆက်မျက်နှာမှတဆင့်ဝေဖန်ရေးသားတဲ့အပေါ်ထောက်ခံအားပေးခဲ့ကြကြောင်းစည်းစစ်တွေ့ရှိရပါတယ်။ တားပြင်၎င်းတို့အနေနဲ့ပြည်တွင်းတည်ငြိမ်အေးချမ်းမှုကိုမလိုလားတဲ့ခေတ်သစ်မီဒီယာပါဝင် မီဒီယာအမေရိကန်အကြမ်းဖက်အားပေးပြည်ပဩစာကန်အဖွဲ့အစည်းများလူပုဂ္ဂိုလ်များရဲ့လူမှုကွန်ရက်ဆံမျက်နှာများမှာမဟုတ်မမှန်လှုပ်ကြံရေးသားဖော်ပြချက်တွေကိုလည်းအစဉ်တစိုက်ထောက်ခံအားပေးလျက်ရှိတာကိုစီးစစ်တွေ့ရှိရပါတယ်။ တို့ဖြစ်ပါ၍မီဒီယာအမိခံအစံဖတ်အားပေးပြည်ပဩစာခံအဖွဲ့အစည်းများနဲ့ပါတီစုံဒီမိုကရေစီထွေထွေရွေးကောက်ပွဲပေါ်ပြည်သူလူထုမှအထင်မြင်လွယ်မှစေဖို့အတွက်လုံခြုံရေးသားသူများအားထောက်ခံအားပေးခဲ့ကြတဲ့တက်လွင်ခေါ်စပူထွန်းတက်လွင်နဲ့အောင်ချမ်းလူခေါ်အေးချမ်းအောင်တို့နှစ်ဦးအားပါတီစုံဒီမိုကရေစီထွေထွေရွေးကောက်ပွဲများကိုနှောက်ယှက်ဟန်တာဖျက်ဆီးခြင်းမှကာကွယ်ပေးရေးဥပဒေအပါဝင်ပြည်မှုဆိုင်ရာဥပဒေများဖြင့်ထိရောက်စွာအရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်းနဲ့ ါတီစုံဒီမိုကရေစီထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးဆောင်ရွက်နေတဲ့လုပ်ငန်းရှင်များကိုနှောက်ယှက်ဟန်တားလိုသူများအားမိဘပြည်သူများရဲ့ပူးပေါင်းပါဝင်မှုဖြင့်ဖော်ထုတ်အရေးယူနိုင်ရေးဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်းအတိပေးသတင်းထုတ်ပြန်ထားပါတယ်ရှင်။ ဒရိုက်တာဇံဘူးထွန်းတက်လွင်ထပ်မံဖမ်းဆီးခံရပြန် စစ်ကော်မရှင်ကဒရိုက်တာဇံဘူးထွန်းတက်လွင်ကိုရွေးကောက်ပွဲနှောက်ရှက်ဟန်တာဖြက်စီကာကွယ်ပေးရေးဥပဒေနဲ့ဆွဆွဲပြီးထပ်မံဖမ်းဆီးလိုက်တယ်လို့သိရပါတယ်ဖမ်းဆီးရမှာဒရိုက်တာဇံဘူးထွန်းတက်လွင်အပါအောင်ချမ်းလူခေါ်အေဂျင့်အောင်လဲဖမ်းဆီးလိုက်တာဖြစ်တယ်လို့စစ်တပ်သတင်းထုတ်ပြန်ရေးအဖွဲ့ကဒီကနေ့အောက်တိုဘာ31ရက်မှာထုတ်ပြန်လိုက်တာပါ ခေတ္တမိုင်းကိုဒုံဆိုင်မိသူများရွေးကောက်ပွဲအသိပညာပေးဇလန်နဲ့ဇလန်မှာပါဝင်တရုပ်ဆောင်ခဲ့တဲ့အမှုပညာရှင်တွေကိုလူမှုကွန်ရက်ကနေမဟုတ်မမှန်ဝေဖန်ရေးသားချက်တွေအပေါ်ထောက်ခံခဲ့တာကြောင့်ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။အထွေထွေရွေးကောက်ပွဲကိုနှောက်ယှက်ဟန်တာဖျက်ဆီးခြင်းမှာကာကွယ်ပေးရေးဥပဒေအပါအပြစ်မှုဆိုင်ရာဥပဒေတွေနဲ့ပါထိရောက်စွာအရေးယူဆောင်ရွက်သွားမယ်လို့လည်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ဒါအပြင်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးဆောင်ရွက်နေတဲ့လုပ်ငန်းစဉ်တွေကိုနောက်ဆက်ဟန်တားလိုသူတွေကိုဖော်ထုတ်အရေးယူနိုင်ရေးဆက်လက်ဆောင်ရွက်သွားမယ်လို့လည်းထုတ်ပြန်ထားပါတယ်။ပါသွားပြီ။ထပ်ပြီးတော့ညှိကုန်ပြီ။ထပ်ပြီးတော့ညှိကုန်တော့ဘယ်လိုပါကုန်လဲဆိုတော့ဒီမှာကျွန်တော်ဟိုဟိုကောဟိုတယောက်ပဲလား driver အောင်ချမ်းသူဆိုလားပါလား။အဲ့တယောက်လည်းအခုဆွတ်စီခံလိုက်ပြီလို့ကြားတယ်။အခုသွားပြီသူလည်းဆွတ်စီခံပြီ။အာဒီလိုပဲတခါဘယ်သူလဲထပ်ပြီးတော့ဖြစ်လဲဆိုတော့ဘယ်သူပြန်သေးလဲဆိုတော့အောင်ချမ်းလူအပြင် ဒေါက်တာအောင်ချမ်းလူပေါ့အောင်ချမ်းလူဆိုတာခုအဲမညာရီ3ရက်ဆိုတော့ဇာကားရတယ်သူထင်တယ်ခုသိယုံတယ်နေရအဲ့ဒါသူထင်တယ်အဲသူတို့တွေပါအခုသူပါအခုဆွဲစီခံပြီလို့ကျွန်တော်တို့ကြားတယ်နော်သူကသွားပြီးတော့ဒီပြည်ပြေးဒေါ်လာရေးသမားကြီးဆိုပြီးခေါင်းထဲရရန်ချမ်းအောင်မှာသူကသွားပြီး love error re add သွားပြီးအဲ့ဒါတချို့လူပြန်ရှင်တွေကိုခေါ်တယ်ဆွေးနွေးတယ်တိုင်မင်တယ်မဖမ်းတော့ဆွေးနွေးတယ်တိုင်မင်တယ်ညှိနှိုင်းတယ်ကြားလို့ဗျအဲ့တော့နိုင်ငံတော်အကြီးအကဲချို့ကလည်း မြင်လိုက်ပြီးတော့မလုပ်ပါနဲ့ဆိုပြီးနိုင်ငံတော်ကြီးကချိုးကကိုတိုင်းပင်လည်းမလုပ်နဲ့ဒါမကောင်းပါဘူးဖြူးစီအေးစီညှိနှိုင်းလိုက်ပါဆိုတော့မျိုးနိုင်ငံတော်ကြီးကတွေကိုတိုင်းတချို့တွေကအဲ့လိုပြောတာအဲ့ဒါကိုတော့ဒီကောင်တွေကမဲတို့ကအဲ့လိုလာတာပေါ့ဗျာပြောရရင်ရဟိုပြောရတော့ချိုးချိုးပြည်တဲ့ပုံစံလုပ်တော့နောက်ဆုံးကြတော့မတတ်တာဘူးလို့ဖွင့်ကွာအဲ့လိုဖြစ်ကွာအဲ့တော့အေးစီချိန်ညှိနှိုင်းပြီးတော့ရွေးကောက်ပေါ်မှာကူညီပေးလိုက်တာဘာဖြစ်တော့မပိုးဘူးသူကသွားလှုပ်တာကိုလည်းမဟုတ်တာလှုပ်သေးတယ်ပြီးရင် ဟိုကခေါ်ပြီးတော့ညှိနှိုင်းတာကိုလည်းသူကမချေမငန်ပုံစံမျိုးနဲ့တုတ်ပြန်တယ်ပြီးရင်ဘာလဲဆိုတော့ပူပေါင်းပေါင်းပွင့်မှုလည်းမလုပ်ဘူးတွားပြီပေါ့အဲ့တော့ကျွန်တော်တို့ကအဲ့လူလူမျိုးဘယ်လိုလုပ်ပြီးတော့ကျွန်တော်တို့ဟာမကောင်းဘူးလို့မတရားဘူးလို့ဘယ်လိုပြောမလဲစဉ်းစားကြည့်အဲ့ဒါကိုယ်တိုင်သိတယ်အဲ့လူတွေကိုယ်တိုင်သိတယ်ဒီလူတွေ drive ဘွားဆိုတော့ဖိုင်တွားတွားထောင်းပြစ်ထားတာမဟုတ်ဘူးတေချာမေးတာသူတေချာလေးနဲ့ခင်ဗျားတို့ဗျာဒါတော့မလုပ်သင့်ဘူးထင်တယ်ဒါတော့ခင်ဗျားတို့လုပ်ထားတာခင်ဗျားလုပ်ထားတာကြည့်1 2 3 4 5 6 9 10တုံးပြရတယ်ပြီးတော့မှအဲ့ဒါကြီးခင်ဗျားလုပ်တာဟုတ်လားမဟုတ်လားကြည့်လိုက်ဆိုမငင်းနိုင်โอเคမငင်းနိုင်တော့ ငါ့ကိုဒါလုတ်တာအေးဒါတော့ခင်ဗျားတို့ဗျာဒါလေးတော့လုတ်လိုက်ပါဒါလေးရွက်ောက်ပွဲလေးဝိုင်းကူပေးပါဆိုရင်အာကျွန်တော်တို့မလုတ်ပေးနိုင်ဘူးပါခင်ဗျားတို့ကျွန်တော်ကျွန်တော်တို့ကျွန်တော်အေးဟုတ်ပြီအဲ့ဒါဆိုလေဘာအဲ့ဒါဆိုလေခင်ဗျားတို့တော့အမှုဖွင့်ရလိမ့်မယ်နော်ဘာကြောင့်ဖွင့်ရင်ဖွင့်ဖို့ပါလားဆိုအချိုးမျိုးတွေဟာအဲ့တော့တော့ပေါ့ဘာတတ်နိုင်မလို့ဘာမှလုတ်မရတော့ဘူးလေနိုင်ငံတော်ကြီးကြီးတွေကတော့မှဖြေလျှော့ဖို့ကူညီပေးလိုက်ပါမလုတ်ပါနဲ့ရမ်းမလုတ်ပါလို့ဆိုတပ်ပြောရကြားတယ်လုတ်တာတဲ့ကဲတချို့တို့ပြန်ရှင်းနေအခုလေခေါ်ပြီးတော့အဲ့လိုမင်းမြန်ဆွေးနွေးနေတာဖမ်းတာမဟုတ်ဘူးနော်မင်းမြန်ဆွေးနွေးနေတာဆက်ရောက်မကရှိဘူး ဆယ်ယောက်မကရှိအလုပ်ကိုရှုံးနေအဲ့ဒီလူတွေကိုသိတဲ့အတိုင်းမရှုံးတာမဖြစ်ချင်လို့ညှိနှိုင်းနေမရဘူးဆယ်ယောက်လောက်ရှိတယ်အခုမရဘူးဆယ်ယောက်လောက်ရှိတယ်နော်ပြီးတော့တခါဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ကူညီပေးဖို့မင်းတို့ရှေ့မှာလုပ်ခဲ့တာရရှိတယ်ကူညီပေးပါဆိုပြီးမြစ်တာရေးခံခဲ့တယ်နာမည်ကျော်လူပညာရှင်တွေအများကြီးပါတယ်ခင်ဗျားတို့ကျွန်တော်ခဏခဏပြောတဲ့နာမည်တွေပါတယ်အဲ့ဒီနာမည်အခုတ်ပါတယ်အဲ့ဒီလိုရှိအကုန်လုံးခေါ်တာတချို့တွေကမလုပ်တယ်မလား 嗯，么你们搞到查查路个，挨路个啊！来不？是吧？偏你这路，你们刚这路，谁跟我争你这路，谁跟我争这路，都偏来了！是吧？是吧？就说就是西公园沿路，西公园红平地马路，路、卡罗路、马路、昂板路、路、八路路呢？靠你，别都打别了。知道不？西公园沿路偏南路，偏南路也那路，我得将我路打平。喏，这现在从南京站到安利路路都打平。啊，叫在啊，没这路没搞路，平这路没搞路。现在，牛东边，朝东边的东是八小区，朝东边是叫道，没五的，地标了，新新的。街道姑娘们、老工们。 ဒါပေမဲ့ကျွန်တော်တို့လုတ်ပေးမယ်ဒါပေမဲ့ရှေ့မှာအခိုးတွေတစ်ဖွဲ့ကြီးကဒီလိုပြောခံရတော့ကျွန်တော်တို့လည်းကြောက်တယ်စိုးရိမ်တယ်ကျွန်တော်တို့လုတ်ပေးမယ်ဒါပေမဲ့ဟိုလိုတခြားသူတွေနဲ့အတူတူကျွန်တော်အကုန်လုံးပါဆိုရင်တော့အကုန်လုံးပိုကောင်းတာပေါ့ကျွန်တော်တို့ကြတော့လည်းရှေ့မှာလည်းခံရတယ်ဆိုတော့မျိုးစိုးရိမ်တယ်သူတို့လည်းအဲ့တော့လုတ်ပေးခြင်းတဲ့လူတွေလည်းရှိတယ်လုတ်ပေးနိုင်တဲ့လူတွေလုတ်ပေးဖို့အသင့်ဖြစ်တဲ့လူတွေရှိတယ်ဒါပေမဲ့သူတို့လည်းချစ်စိုးရိမ်နေကြတယ်ကိုကောင်တွေကကြတော့ AC ပဲဆိုတော့အဲ့ဒါဖြစ်လာဖြစ်လာတော့ဩမညီမျှမှုဆိုတော့ဖြစ်လာတယ်အဲ့တော့စဉ်းစားပါလိမ့်အဲ့တော့နိုင်ငံတော့မပါလို့လေချင်းချင်းလေးပဲအခုတချို့ရုပ်ရှင်ကားတွေတဲ့ရုပ်ရှင်ကားတွေကို နော်ရုပ်ရှင်ကားတွေကိုရုပ်ရှင်ဇလန်တွေကြီးတင်ရ sorry ယုံယုံတင်ရမယ့်ဟာကိုတချို့ယုံမတင်ကျင်တော့တဲ့ပုံစံမျိုးတွေလောက်တာအဲ့အမဲယုံမတင်ကျင်တော့ဘူးယုံမတင်တော့ဘူးဘာညာဒီကားလိုက်လောက်တဲ့သူတွေလည်းရှိတယ်အဲ့တော့သူ့ process တိုင်းသူသွားနေရမယ့်ဟာကိုဒီကက်လန်နေလိုက်တိုက်ဖို့ကြိုးစားတာဟိုကိုစကြိုးစီဝါချိမှဆိုလို့နောက်ဆုတ်ဖို့ကြိုးစားတာအဲ့လိုမျိုးလောက်တဲ့ TV channel အချို့လည်းရှိတယ် TV channel လို့လို့ဘာလို့လို့အုပ်စုစုလည်းရှိတယ်ရုပ်ရှင်ထုတ်လို့ကုမ္ပဏီတွေရှိတယ်ကြော်ညာကုမ္ပဏီတွေရှိတယ်နော် အဲ့ကုမ္ပဏီအကုန်လုံးကြောင်ညာထည့်တဲ့ကုမ္ပဏီပေါ့ကြောင်ညာကြောင်ထည့်ကုမ္ပဏီရှိတယ်အဲ့ကြောင်ညာကို agency လုပ်ပေးတဲ့ agency တွေရှိတယ်အဲ့ဒီအုပ်စုတွေကတော့အဲ့လိုမျိုး owner ချင်းနဲ့လုပ်နေကြတာအခုအဲ့တော့နိုင်ငံတော်ကြီးကတွေအားလုံးတိနေပြီအာဏာပိုင်ဖွဲ့စည်းတွေတိနေပြီတိနေတော့တင်းနေဒါပေမဲ့ဩဖြေလျှော့ပြီး easy ညှိနှိုင်းကြပါအကောင်းဆုံးကြီးပါဆိုဖြေဖြေကြိတ်ပြီးညှိနေလို့ကျွန်တော်အခုနာမည်တက်မပြောသေးတာဖြေဖြေကြိတ်ညှိနေလို့အဲ့တော့ခင်ဗျားတို့ပြန်စစ်သားဖို့လိုတာကအမှုပညာရှင်အဲ့ဒီငင်းကျင်သလိုလိုကျင်းကျင်သလိုလိုချက်ကျင်သလိုလိုကြောင်းကျင်သလိုလိုလုပ်တဲ့အဲ့ဒီပိန့်ညီကြောင်အမှုပညာရှင်တွေကိုခင်ဗျားတို့သိစေချင်တာကနာမည်မတက်ဘူးခင်ဗျားတို့တော့ကော့သိတယ် ပြည်စီချင်တာတခုပဲခင်ဗျား2020တုန်းကပါတီတခုတည်းခင်ဗျားတို့မဲဆွဲပေးခဲ့ကြတယ်ပါတီခုတည်းမဲဆွဲပေးခဲ့ကြတယ်ဆက်မရှက်ကြဘူးဒါရှက်စရာလည်းမထင်ဘူးလားခင်ဗျားတိုက်တဲ့နိုင်ငံကဘာမှချီရတဲ့နိုင်ငံပြောလိုက်ရှင်းရှင်းလေးနိုင်ငံရေးလုပ်ချင်နိုင်ငံရေးထွက်လုပ်လိုက်တယ်အိန္ဒိယမှာရှိတဲ့ VJ တောင်ပိုင်းမင်းသား VJ ဘာဖြစ်လဲနိုင်ငံရေးသူကိုယ်တိုင်ထွက်လုပ်လိုက်တယ်ဘာမှဘာဖြစ်မလဲထွက်လုပ်လိုက်ပါတီတခုရဲ့နောက်လိုက်နေဖြစ်ကုန်တယ်ခင်ဗျားတို့ကိုမမေ့ဘူးပါတီနောက်လိုက်နေဖြစ်နေတယ်ပါတီနောက်လိုက်ခွေးနေဖြစ်ကုန်ကြတယ်ခင်ဗျားတို့ ပါလိမန်နိုင်ငံကနိုင်ငံတော်ကိုခိုင်းတာခင်ဗျားတို့ကနိုင်ငံတော်ကပြောနေတာအခုကြီးပေးခိုင်းတာပါလေပြည်ခိုင်ဖြိုးမဲပေးဖို့လို့ပြည်ပြည်သုံးလို့မဲပေးလို့ပြည်ပြည်မဲပေးဖို့ဟိုလူမဲပေးလို့ဒီလူမဲပေးလို့ပြောနေတာမဟုတ်ဘူးပြည်သူလူထုကိုမဲယုံမာလာပြီးမဲပေးကြဖို့ကုညီခိုင်းတာရွက်ောက်ပွဲရတာလေကျွန်တော်တို့နိုင်ငံရဲ့အနာဂတ်ကိုပြောင်းလဲပေးနေမှာမဟုတ်လို့ရွက်ောက်ပွဲလေးနဲ့အတူပြည်သူလူထုမဲလာပေးလို့အောင်လှုံ့ဆော်ဖို့ကုညီပေးခိုင်းတာနိုင်ငံတော်ကုညီခိုင်းတာပါတီတစ်ခုတည်းလုပ်ခိုင်းတာမဟုတ်ဘူးခင်ဗျားတို့ကပါတီနောက်လည်းခွေးပေါ်ကနေနေချင်းနေတာခင်ဗျားတို့ကပြဿနာပါတီနောက်လည်းခွေးလုပ်ခဲ့ကြတယ်ခင်ဗျားတို့မမေ့နဲ့ ပြန်ကြည့်လိုက်ပါတီနောက်လည်းခွေးလုပ်ခဲ့ရတယ်ပါတီတခုတော့ကတော့မဲဆွဲခဲ့ရတယ်နော်2020ရွေးကောက်ပွဲနံနေတဲ့အချိန်မှာတချင်းဆိုခဲ့တဲ့အဆိုတော်ကြီးရှိသေးတယ်အဲ့ပါတီတခုတော့ MLA uniform ကြီးဝတ်ပြီးတော့ခါတိုင်းအန်ဒီအောင်တောက်တောက်ကြီးဝတ်ပြီးတော့ပါတီတခုတော့အားအပါ drone ID ID တချင်းဆိုခဲ့ကြတယ်အဲ့အုပ်စုတွေလည်းရှိသေးတယ်အဲ့ဒီအုပ်စုတွေနော်ဇာကားရိုက်ပြီးတော့တခါတဲ့ဟိုစစ်တပ်နဲ့ဒီခိုင်ဖြိုးနဲ့အဲ့ဒီဘက်ကဒီဘက်အုပ်စုတစုလုံးကိုတခိုးကြိုးတွေမဖြစ်ဖြစ်အောင်လို့ကိုဇောင်းပေးပြီးတော့ပြောခဲ့ကြတဲ့အသိဆောင်တွေရှိသေးတယ်အဲ့ဒီဆိုရင်အကုန်ပြန်ခေါ်ပြီးတော့အဲ့ဒီပြန်ချွတ် ပါတီမလုပ်ခိုင်းမဲနဲ့လောက်မင်းတို့ပြောပြောဆိုရင်သူတို့ပြောပြောခိုင်းမှာအခုသူတို့အဲ့ဒါလို့လုပ်ခဲ့တော့အကောင်အခုနိုင်ငံတော်ကနေပြီးနိုင်ငံတော်ကူညီပါဆိုပြီးတော့မြစ်တိုင်ရဲခိုင်ပြောနေတာတော့မှပဲသူတို့ကမပါဘူးဘူးချင်မပေါင်းချင်โอเคကျွန်တော်ပြောရလဲပြောတာနော်အဲ့နဲ့ပြည်ချိုင်းဝင်ချင်တာတော့ဘာလို့မလုပ်သေးလို့အခွန်ဦးစီးဆန္ဒပြည်ချိုင်းဝင်တော့မလုပ်လို့ရှင်းရှင်းလေးဟဲ့ဒီနေ့မှအဲ့ကောင်ပဲကောင်ဘယ်လိုကြောင်ကြဘယ်လိုကြီးလေလာသားကြိလာအခွန်ကောက်ကြိုက်အခွန်ကောက်အခွန်ကြိုက်ပဲအခွန်ကောက်ပဲအခုအိမ်ကုန်းမင်းကုန်းရေကုန်းမီးကုန်းမြေကုန်းအခွန်ကောက်ကောက်ပဲအခွန်ကောက်ပဲပြီးအဲ့ဒီကောင်တွေစောင့်ကြည့် ဒီကောင်တွေကြော်ညာရဲ့ပြီးတော့ဟိုကောင်ကြော်ညာကုမ္ပဏီပါကြော်ညာလိုက်ကောခေါ်လိုက်ကောအခုခေါ်ပါအဲ့လိုကြက်ပြရမှာလိုက်ကြက်ပြရမှာနိုင်ငံတော်ပိုးပေါင်းတဲ့ကုမ္ပဏီတို့ကြတော့ဘာဖြစ်လဲကုမ္ပိုးပေါင်းတဲ့ကုမ္ပဏီနဲ့နိုင်ငံတော်ပိုးပေါင်းတဲ့အမှုပြရှင်တို့ကြတော့အကုန်လုံးတက်တာခွင့်နေပြီးမယ်တခြားခွင့်လန်းနေကုန်ပြီးမယ်ဒီရုပ်ရှင်ဟိုဟိုရုပ်ရှင်ရုံရုံတင်ပြတာတာအစအကုန်လုံးအခွင့်လန်းပြီးပြီအဲ့ဒီပူးပေါင်းတဲ့ကောင်တွေအကုန်လုံးအခွန်ကြက်ပြတော့အခုမှချက်ရှင်းသမျှရိုက်တဲ့နောက်ကသူ့နောက်ခံပေးတဲ့ကုအကုန်ဖြတ်အကုန်ချက်ဈေးလုံးကအပြတ်ပြောပြောဖော်ဖော်ခိုင်းအဲ့လိုလောက်အဲ့လိုလောက်အောင်ချက်ပေးရမှာ ပြီးတော့ရှေ့ရောသူလုတ်ခဲ့အမှုနောက်တာမှုတမှုပေါ်တာချက်ချင်းတန်ထောင်းထားပဲအော်တော့အဲ့လိုလုပ်ပြရပါဘာလို့ဒီကောင်တွေကဘာဖြစ်နေလဲဆိုတော့မလုံမရှုံမပြုတ်ကြီးလုံနေတာနောက်တစ်ခုအလုပ်ပြရလောကမှာဆိုရင်တချို့တွေလက်တို့ကြောင့်ထောင်းအကြီးကြီးအကြီးကြီးပြောခဲ့ကြရတဲ့ချက်ရာသာနေဝင်လို့မိသားစုနော်ဥမာဟိုကျော်ရဲအောင်ကြီးတို့နောက်တစ်ခါဟိုဇာကနာတို့အုပ်စုတွေဘယ်အောင်လဲတပင်းအုပ်စုကဖိုးချစ်တို့ဟိုဘာလုပ်နေလဲဖိုးချစ်ဝင်ဖို့ပြန်လဲပို့ပေါ့မှာတယ်လို့ပြောနေနေမြဲခင်ဗျားကလည်းရှင်းရှင်းပြောသူသူ့ခေါင်းကသပင်းဘာတွက်ထားတာလဲလို့မေးကြည့်လိုက်ပါလားကျော်ရဲ သူ့ရဲ့အတွေ့အလူတွေပြောတဲ့စကားတစ်ခုရှိတယ်သူကောင်းသမင်ဘာလို့ထားရလဲအဲ့သမင်ရှိကျန်တယ်မထုံးတာဘာလို့ထားရလဲဆိုတာပြောတဲ့လူပြောတယ်ဆိုတော့ပြီးတော့မှနိုင်ငံတော်ပွဲတွေကတလူမကတလူနဲ့ပတ်စံကြတော့တိတ်ပုံပတ်ယူသွားတယ်ကျွန်တော်ရှင်းရှင်းလေးပြောအဲ့တော့တချို့ဒီကျပါဖိုးချစ်ဘက်ကနားတဲ့ဟိုအနာမယ်ဖိုးစီရှိရင်လည်းခမရတို့တခြားပြန်စမ်းသပ်ဖို့လိုတယ်တခြားစမ်းသပ်ကြည့်နော်တချို့ဟာတွေကမယိုးရှင်းတာတွေအများကြီးရှိတယ်နောက်မှမြုပ်နေတယ်အနည်းကပူးတတ်တွေရှိတယ်သိဖို့လိုတယ်နော်အဲ့တော့ဒီအမှုပြရှင်တွေဒီတပွဲမှာတော့တခြားလုံးမရမယ်မဟုတ်ရင်ခင်ဗျားနောက်တပွဲကြရင်